အားလုံးပဲမင်္ဂလာပါ Arcantation ရှင်တွေကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော် sharing လုပ်ပေးရှင်တွေအကြောင်းအရာလေးကတော့ Facebook ပေါ်မှာဝင်ဝင်ရှာနေတဲ့သူတွေအတွက်မက်ရှင်တို့ရဲ့တင်လိုက်တဲ့ဗီဒီယိုတွေက view မတက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ view တက်အောင်ဘယ်လိုမျိုး setting ရှင်ရမလဲဆိုတဲ့အကြောင်းအရာလေးတခုကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော် sharing လုပ်ပြပေးသွားမှာပဲဖြစ်ပါတယ် ကဲဒီနေ့လမ်းကိုမိတ်ဆွေတို့လိုက်လို့မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့တင်လိုက်တဲ့ဗီဒီယိုတွေကတစ်ဖြည်းဖြည်းနဲ့ view တွေများလာမှအသေးစားပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအကျိုးရှိစွာအသုံးချနိုင်တယ်လို့မျှဝင့်ပါတယ်ကဲဗီဒီယိုကို စကြည့်လိုက်ကြရအောင်ပါကဲ Facebook ထဲကို အရင်ဆုံးဝင်ပေးပါ setting ထဲကိုဝင်ပေးပါ default audience setting ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီ default audience setting တွေကိုဝင်ပေးပါ Paplay Prince Gaston ဆိုတဲ့၃မျိုးကို တွေ့ရမှာဖြစ်ပါတယ် Paplay ကို select ပေးထားဖို့လိုအပ်ပါတယ် Paplay ကို select ပေးထားပါပေးပြီးတာနဲ့ next ကိုနှိပ်ပေးပါ config ကိုနှိပ်ပေးပါ ထောင်းကိုနှိပ်ပေးပါအဲ့လိုမျိုး setting ရှင်းထားမယ်ဆိုလို့ရှိရင်ကျွန်တော် Facebook account မှာ professional mode ဖွင့်ပြီး business channel တွေတူတွေအတွက် ကျွန်တော်ရဲ့တင်လိုက်တဲ့ video တွေကတဖြည်းဖြည်းနဲ့ view တွေများလာမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တင်လိုက်တဲ့ video တွေကကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ audience တွေကို ပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဖန်တီးလိုက်တဲ့ video တွေက ဟာသားဆိုလို့ရှိရင်ဟာသားနဲ့ ဟန်သားကိုအမြဲတမ်းကြည့်နေတဲ့ audience တွေနေပညာအကြောင်းတွေတင်တဲ့ video တွေတွေဆိုလို့ရှိရင်နေပညာအကြောင်းကိုအမြဲတမ်းရှာကြည့်နေတဲ့သူတွေစီကိုပြပေးမှာပဲဖြစ်ပါတယ်။ကဲအခုလိုမျိုး setting ရှင်ထားမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ video file တွေကတဖြည်းဖြည်းနဲ့ view တွေများလာမှာပဲဖြစ်ပါတယ်။ကဲအားလုံးပဲအဆင်ပြေကြပါစေ။နောက်ထပ် video လွှဲမှာတွေ့ဆုံကြရအောင်ပါ။